်မင်္ဂလာပါကျွန်တော်ဒေါက်တာရာမာနာယာစီမံဘုတ်ဖွဲ့မှအတီးပြုအတွေ့ယောဂါဆရာဝန်ပါကျွန်တော် channel ရ Power Green Road တွင်အတွေ့ယောဂါအထူးကုတာဝန်ထမ်းဆောင်သည်အတွေ့ယောဂါဆိုဒီမှာရေရှည်နှင့်ရှုပ်ထွေးသောယောဂါအခြေအနေများကိုဂိုင်းတွဲဆောင်ရွက်ခြင်းဖြစ်သည်အို့ကြောင့်လူနာတဦးသည်အပြင်လူနာဌာနအတွင်းလူနာဌာနသို့မဟုတ်ရေးပေါ်ဌာနသို့ဆေးဘက်ဆိုင်ရာယောဂါတစ်ခုဖြင့်လာရောက်သောအခါကျွန်ုပ်သည်ပထမဆုံးဆက်သွယ်ရမည်သူဖြစ်ပါသည် ဥပမာအားဖြင့်မင်းဒီဇက်စေးဖြစ်နိုင်ပါသည်မင်းဒီရင်ဘတ်အောင်ခြင်းလည်းဖြစ်နိုင်ပါသည်ဒါမှမဟုတ်ဘိုင်းအောင်ခြင်းလည်းဖြစ်နိုင်ပြီးမြင်းရင်အတွက်လူနာကိုတက်ရောက်ခိုင်းရန်လိုအပ်နိုင်သည်ထို့ကြောင့်အရေးပေါ်ဌာနဆရာဝန်သည်ကျမတို့အတွင်းယောဂဆရာဝန်သို့မဟုတ်အတွင်းယောဂအထူးကုတူကိုခေါ်ဆိုလေးရှိသည်ကျွန်ုပ်ဤတာဝန်မှာလူနာထံသို့တွားရောက်ပြီးသူတို့ရဲ့ယောဂအခြေအနေဘလောက်ပြင်းထန်တယ်လဲဘလို့ချက်ချင်းကူတာမှုတွေလိုအပ်တယ်လဲဆိုတာခံမှန်းသတ်မှတ်ပေးရပါသည် တခါတလေမှာလဲလူနာကိုတက်ရောက်เสียမလို့အပူဆိုတာကိုကျွန်ုပ်တို့ဆုံးဖြတ်နိုင်ပါတယ်။တခါတလေမှာတော့ကျွန်ုပ်တို့ကဒီလူနာကိုအပြင်ဘက်အာမှာစောင့်ကြည့်ကူတာနိုင်ပါတယ်။ကျွန်ုပ်ကလည်းစေယုံပြင်ပမှာစီးဝါပေးခြင်းအပါဝင်ဆက်လက်ဆောင်ရှောက်ပေးပါမယ်။ဒါမှမဟုတ်လူနာရဲ့ယောဂအခြေအနေပြင်းထန်လွန်းလို့ဝက်မှာတက်ရောက်เสียလိုတယ်။ဒါမှမဟုတ်ပုံမူပြင်းထန်လို့အကျူမှာတက်ရောက်เสียလိုတယ်ဆိုရင်တော့ကျွန်ုပ်တို့က critical care အဖွဲ့နဲ့ပူးပေါင်းပြီးလူနာကိုဆောင်ရှောက်ပေးရပါတယ်။ နောက်ဆုံးရလတ်ကတော့လူနာကိုကျမ်းမာစွာအောင်မြင်စွာဆေးရုံမှပြန်လှုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ဒါကတော့အကောင်းဆုံးဖြစ်နိုင်တဲ့အခြေအနေပါပဲ။လူနာကဆက်လက်ဆောင်ရှောက်မှုလိုအပ်ရင်ဤသူကနေ web ကိုပြောင်းပြီးနောက်ပိုင်းဆေးရုံမှပြန်လှုပ်ခြင်းဒါမှမဟုတ်ဆေးရုံကနေကိုက်အိမ်ပြန်သွားပြီးအထူးလိုအပ်ချက်တချို့ရှိနိုင်ပါတယ်။ တခါတလေမှာတော့သူတို့အတွက်သူနာပြုတယောက်ကဈေးပေးနေခြင်း၊မိုက်ပိုးတက်ဈေးပေးခြင်း၊ဒါမှမဟုတ်အစားအစာအစီအစဉ်ချခြင်းသို့မဟုတ်နောက်ထပ်သွေးစစ်ဆန်းသတ်မှုတွေအစီအစဉ်ပေးခြင်းလိုမျိုးရိုးရှင်းတဲ့အရာလေးတွေဖြစ်နိုင်ပါတယ်။အားကြောင့်လူနာဟာဆေးဘက်ဆိုင်ရာလိုအပ်ချက်အားလုံးကနေလုံးဝလွတ်မြောက်သွားတဲ့အထိကျွန်တော်တို့ကအားလုံးကိုစောင့်ရှောက်ပေးပါတယ်။အပြင်လူနာဌာနမှာလည်းနောက်ထပ်စစ်ဆေးမှုတွေကိုအချိန်မီစီစဉ်ပေးပါတယ်။ ဖြည့်ရှင်းနိုင်တဲ့အရာတွေကိုလည်းဈေးရုံမှပြန်လွှတ်ပြီးနောက်အချိန်မီဖြစ်အောင်စီမံဆောင်ရွက်ပေးပါမယ်။ဒါကြောင့်လူနာအတွက်360ဒီဂရီပြည့်စောင်းရှောက်မှုတစ်ခုဖြစ်ပါတယ်။ဈေးရုံမှပြန်လွှတ်ပြီးနောက်သူနာပြုတွေက သူတို့အိမ်ကိုသွားပြီးဆေးပေးခြင်းအစားအစာအစီအစဉ်ချခြင်းသွေးစမ်းတက်မှုတွေစီစဉ်ပေးခြင်းလူနာလာလို့မရနိုင်ရင်ဗီဒီယိုခေါ်ဆိုမှုနဲ့နောက်ထပ်စစ်ဆေးမှုလုပ်ပေးခြင်းဒါမှမဟုတ်ကိုယ်တိုင်လာနိုင်ရင်ဓာတ်ရိုက်စစ်ဆေးပေးခြင်းတို့ပါဝင်ပါတယ်။ ။အခါတလေမှာတော့ကျွန်ုပ်တို့ရဲ့ဆရာဝန်အဖွဲ့ကိုရိုင်းလူနာအင်ကိုတွားပြီးကျွန်ုပ်အတွက်မျက်စိနဲ့နားအချက်လှူဆောင်ပေးပြီးပြန်လည်တင်ပြပေးကြပါရစေ။ဒါကြောင့်လူနာကိုစေယုံမှပြန်လှုပ်ပြီးနောက်တောင်အပြေအဝဆောက်ရှောက်ပေးနေပါရစေ။ ဒါကြောင့်ကျွန်ုပ်ဒေါက်တာရာမာနာယာစီမန်အဖြစ်အတွင်းဆေးပညာအထူးကူအဖြစ်သင်အားကျွန်ုပ်တို့ကိုသင်ရဲ့ဆေးဘက်ဆိုင်ရာလိုအပ်ချက်အလုံးအတွက် ပထမဆုံးဆက်သွယ်ရမယ့်နေရာအဖြစ်ရွေးချယ်ဖို့အကြံပြုပြီးသင်ကိုတင်းတက်နိုင်အောင်သင်ကြားပေးပါမယ်။လူနာအဖြစ်ဖြစ်စေ၊ပြင်ပလူနာအဖြစ်ဖြစ်စေကျွန်ုပ်တို့ကိုရွေးချယ်ပါရန်တိုက်တွန်းပါသည်။ကျွန်ုပ်တို့အပလိုဆေးရုံမှာတင့်ကိုကူညီပေးဖို့တင့်လက်ကိုကင်ပြီးကျဲမရေးကောင်းမှုမှုလမ်းကြောင်းပေါ်ကိုအစာပိုင်းကလေးကနှစ်ပေါင်းများစွာအထိလမ်းညွှန်ပေးဖို့ရှိနေပါတယ်။ဒါကြောင့်ကျွန် ျွန်ုပ်တို့ကိုတင့်ရဲ့ပထမဆုံးဆက်သွယ်ရမယ့်နေရာအဖြစ်ရွေးချယ်ပါကျေးဇူးတင်ပါတယ်။